တာရှင်တွေအားလုံးတားလေးစွာပါ Development Media Group DMG ရဲ့2025ခုနှစ် March 10ရက်နေ့အတွက်တင်ပြအတန်ထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့စစ်တွေတိုက်ပွဲအတွက်စစ်ကောင်စီလေကြောင်းကနေလက်နက်ခရံဖြည့်တင်းနေတဲ့တင်ဂွားမစစ်ကောင်စီဘုံကျင်းမှုအတွင်မိသားစုသုံးယောက်တေဆုံးဒဏ်ရာရတဲ့တင်စစ်ရဲအခြေအနေတွေကြောင့်ရခိုင်စားလုံးငန်းရောကြသွားတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပထမဆုံးသတင်းတပုတ်အနေနဲ့စစ်တွေတိုက်ပွဲအတွက်စစ်ကောင်စီလေကြောင်းကားနဲ့လက်နက်ခရံဖြည့်တင်းနေတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေမြို့မကြားရှုံးစေဖို့အတွက်စစ်ကောင်စီကလက်နက်အင်အားစစ်အင်အားတွေကိုတောက်လျှောက်ဖြည့်တင်းပြီးတော့ခံစစ်ကောအခိုင်အမာပြင်ဆင်နေပါတယ်။ အခု match လာဆိုင်ပိုင်းကစတင်ပြီးတော့စစ်တွေလင်းစိတ်ကိုအသုံးပြုပြီးလန်နက်ခရမ်းဖြစ်တင်းနေပြီးတော့အဲ့ဒီလန်နက်ခရမ်းတွေကိုဒေတာကွက်ကူမှုဌာနချုပ်ဒါကာစာကိုစကားတွေနဲ့ညအချိန်ပို့ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။ပြီးကြတဲ့ February လကောင်ပိုင်းကလည်းစစ်ကောင်စီကစစ်တွေမျိုးပြင်းမှာရှိတဲ့တပ်စခန်းတွေမှာစစ်အင်အားတွေထပ်တိုးဖြစ်တင်းခဲ့တယ်လို့ AA စရင်တရရင်မြစ်စီကသိရပါတယ်။ ဇော်မတက်ကန်းကော်ကျွမ်းအခြေဆိုင်စခန်းနဲ့တောကန်ကျဲရွာအခြေဆိုင်တပ်စခန်းတွေမှာစစ်အင်အားအလုံးအရေးဖြစ်တင်းထားတာလည်းဖြစ်ပါတယ်။စစ်တွေမြို့နယ်မှာအခုနေဆန်းမိုက်ကစတင်ပြီးတော့စစ်ကောင်စီနဲ့အေအေတို့ကြားတိုက်ပွဲဖြစ်ပွားနေပြီးမြေပြင်တိုက်ခိုက်မှုအပြင်လက်နက်ကြီးဒရုန်းစနိုက်ပါနဲ့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။ဆလာပြီးတော့ကွာမစစ်ကောင်စီပုံချိန်မှုကြောင့်မိသားစု၃ယောက်တေဆုံးတရာရတဲ့တဲ့တင်ကိုတင်ဆက်ပေးခြင်းပါတယ်။ ခိုင်ပြည်ကွမြို့နယ်မှာစက်ကောင်စီလေးကြောင်းပုံကျဲတိုက်ခတ်ခဲ့တာကြောင့်မိသားစုသုံးဦးတေဆုံးတံရခဲ့တယ်လို့သိရပါတယ်။မက်ရှလာကိုရနဲ့နန်းနဲ့ပိုင်ကကွမြို့နယ်အထက်ဘဝင်ကျွာကိုစက်ကောင်စီပုံကျဲသွားခဲ့တာကြောင့်နေအိမ်အနီးကျရပောက်ကွဲခဲ့ပြီးဖခင်ဖြစ်သူဦးထွန်းအောင်တိမ်မှပွဲရှင်ပြီးတေဆုံးသွားပြီးတော့တာဖြစ်သူမောင်ဖြိုးဝေစွန်းနဲ့သမီးဖြစ်သူမမေတ္တဇင်တို့နှစ်ယောက်မှာဒဏ်အားရှိတော့ခဲ့ကြတာပါ။လက်ရှိမှာတော့ဒဏ်အားရှိသူနှစ်ဦးက နေစေအစီကံတခုမှဆေးဝါးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်ကလည်းကွာမြွနဲ့ကျင်းကျလီမြို့ကိုစစ်ကောင်စီကလေကြောင်းပုံးကျဲခဲ့တာကြောင့်ဒေသခံအုပ်သေဆုံးပြီးတဦးတန်အားရှိခဲ့ပါတယ်။ဖေဖော်ဝါရီ7ရက်ကလည်းကျင်းကျလီမြို့ကိုပုံးကျဲမှုကြောင့်အမျိုးသားတဦးသေဆုံးပြီး6ဦးတန်အားရှိတော့ခဲ့ပါတယ်။ကွာမြွနဲ့ကိုအရခတ်တော်ထိန်းချုပ်ပြည်ရှင်ကစားလို့စစ်ကောင်စီကလေကြောင်းပုံးကျဲတိုက်ခိုက်မှုမကြာခဏပြုလုပ်နေတဲ့ကြောင့်အေသာထိခိုက်သေဆုံးမှုလည်းလဆင်တိုးလာနေတယ်လည်းဖြစ်ပါတယ်ခင်ဗျာ။ ျင်နေကြောင်းရခိုင်စားလုံးငန်းရောကျသွားတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါစားလုံးငန်းစားတင်တဲ့အချိန်ရောက်နေပြီဖြစ်ပေမဲ့စရဲအခြေအနေကြောင့်ရခိုင်ကစားလုံးငန်းလုံးကင်သူတွေနေပါတာကြောင့်စားလုံးကွက်ဧကမှာတိတိတသာရောင်းနေလာနေပါတယ်ဒေတာတွင်ဖြစ်ပွားနေတဲ့စရဲပဋိပခါတွေနဲ့အတူစစ်ကောင်စီရဲ့လမ်းပန်းဆက်တွေရဲ့ပိတ်ဆို့မှုတွေကြောင့်အုံစင်စစ်စစ်မှုနောင်နှင်းသွားတာကြောင့်ဖြစ်တယ်လို့စားလုံးငန်းလုံးကင်သူတွေကဆိုပါတယ် ရခိုင်ကစားလုံငန်းကိုအများအပြားလောက်ကင်ကြတဲ့အကြောင်းဖြူမျိုးနဲ့မှာအခုနဲ့အတွင်း80ရာခိုင်နှုန်းအထိရောကျသွားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကစားလုံကွက်ဧက3000ကျော်အထိရှိခဲ့ပေမဲ့အခုနှစ်မှာထပ်ဝက်ကျော်ရောကျသွားတယ်လို့စားလုံငန်းရှင်တွေကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်က၄ဆန်းစားတိတ်ကိုငွေကျပ်6000ကနေ8000အထိသာရရှိခဲ့ပေမဲ့အခုနှစ်မှာငွေကျပ်2000ကနေ3000ကျပ်အထိဈေးကောင်းရရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့စားလုံးငန်းလုပ်ကင်သူတွေမှာလမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့်ညှော်မှန်းထားသလောက်စားစီကွက်မဖြစ်လာမအောင်စိုးရိမ်နေကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အေယာဝတီမှာအေအေထိမ့်ချုံနေမြေတချို့ကိုစစ်ကောင်စီပြန်လေထိုးစစ်ဆင်နေတဲ့သတင်းပဲဖြစ်ပါတယ်။ အေယာဝတီတိုင်းတာပေါင်းမြို့နယ်ကအရခတ်တတော် AA နဲ့ပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတချို့ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေလို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။စင်ကနီနဲ့ကွင်းလေးကျွရတွေကိုစစ်ကောင်စီကမေလ၄ရက်ကစလို့အင်အားအများပြန်နဲ့ကြေတဲ့ပါဝင်လေကြောင်းပစ်ကူတွေစစ်တပ်လေထီတွေနဲ့ပြန်လည်ထိုးစစ်ဆင်နေကြလဲဖြစ်ပါတယ်။လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရာအနီးကတက်ကယ်ပြင်ကျွရနဲ့ညောင်ဝိုင်းကျွရအနီးကိုစစ်ကောင်စီရဲ့တာပေါင်းမြို့နယ်အရှေ့ဆက်ခမာယာ၃ရက်ဆက်တရင်ကမက်လ၄ရက်ကစလို့ စကူအင်အားဖြည့်တင်းနေတယ်လို့သိရပါတယ်တာပေါင်းမြို့နယ်ကချစ်သွန်ကွင်းမကြီးစင်လမ်းပိုင်းကခမာယ၃ခွက်ရှက်တရင်ရဲ့ရှေတန်းကာကီဖြစ်တဲ့ကင်းဘိုရှင်တဲ့စခန်းကိုအေအေနဲ့ပူပေါင်းတက်တွေကမက်ရှလာ၂ရက်မှာတင်ပိုက်နိုင်ခဲ့တာပါလက်ရှိမှာတော့တဲဖြူကျွေးကအနီတော်ဝန်မှာလည်းနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေသေးတယ်လို့ဒေသခံတွေကသိရပါတယ်ဆလာပြီးတော့ပါတီစုံဒီမိုကရေစီစနစ်အတွက်အားလုံးပူးပေါင်းပေးကြဖို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက်အလုံးပူပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့စကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။မတ်လ9ရက်နေ့ကရုရှားနဲ့ဘီလာရုစ်နိုင်ငံခရီးစဉ်ကမြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်လေရင်ပေါ်မှာမီဒီယာတွေနဲ့တွေးဆချိန်စကောင်းဆောင်ကပြောဆိုခဲ့တာပါ။ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုံးမယ်လို့ကျွန်တော်တို့ပြောခဲ့တာရှိတယ်။ဒါကျွန်တော်တို့ခိုင်ခိုင်မာမာလုံးမှာပါ။ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လို့ချင်းလို့ရှိရင်ပူပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲ့ဒါလုံးမဲ့ဆိုရင်ကျွန်တော်တို့နိုင်ငံမုတ်ချအောင်မြင်ရမယ်လို့ဗိုလ်ချုပ်ဝန်ကြီးမြောင်လိုက်ကပြောခဲ့တာပါဒါအပြင်မြန်မာပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုယုံကြည်ပါကအောင်လုံးပူပေါင်းဆောင်ရွက်ပေးကြဖို့လည်းစစ်ကောင်းဆောင်ကထက်လောင်းပြောခဲ့တာဖြစ်ပါတယ်စကောင်းဆောင်ဟာမတ်လ3ရက်နေ့ကနေမတ်လ6ရက်နေ့အထိတပတ်ကြာခရီးစဉ်အဖြစ်ရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုတွားရောက်ပြီးတော့အဲ့ဒီနိုင်ငံကသမ္မတတွေနဲ့တွေးဆုံခဲ့တာပါ ။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်။အဲ့ဒီသတင်းကတော့မူရင်းစေဝါတာစီရေးသမ္မတထရန်ကသွင်းကုန်ခွမ်းနဲ့ဖီအားပေးဆောင်ရွက်နေတဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံတဲကိုမူရစ်စစ်ဝင်လာတာပိတ်ဖို့အတွက်မက္ကဆီကိုကနေဒါနဲ့တရုတ်အပေါ်အခွန်တွန်းမြှင့်ရှာထားတာဖြစ်တယ်လို့အမေရိကန်ကူတန်ရောင်းဝယ်ရေးဝန်ကြီးကပြောလိုက်ပါတယ်။ မူရစင်းအဝင်ရဲ့တော့ရင်တော့အခုမြှိလိုက်ကြတယ်လည်းရဲ့တော့မယ်လို့သူကထင်မြင်တဲ့အကြောင်း MBC ရုပ်မြင်သံကြားရဲ့ Meet the Press တလင်းကနေနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။တကယ်လို့မူရစင်းဝင်တာရဲ့မတော့ရင်ဒါမှမဟုတ်တာနဲ့ပတ်သက်လို့သမဏအနေနဲ့မသေချာဘူးဆိုရင်သေချာတဲ့အထိအခွန်လုံးတိုးချထားတာကဆက်ရှိနေဦးမယ်လို့သူကဆက်ပြောပါတယ်။ဝန်ကြီးကစီးပွားရေးကျဆင်းမှာမဟုတ်ပါဘူးဆိုပေမဲ့နိုင်ငံရှားလို့ပစ္စည်းတွေကတော့ပိုစည်းကြီးသွားနိုင်ပြီး အမေရိကန်လိုပစ္စည်းတွေကတော့ပိုစေးရှုံနိုင်တယ်လို့ပြောပါတယ်။ဒါကအဓိကအချက်ဖြစ်ပါတယ်လို့ကုသရေးဝန်ကြီးဝန်ကြီးကပြောဆိုထားတာပါ။သူတို့လှုပ်ဆောင်နေတာကအလွန်ကြီးမားတာမို့အခုအပြောင်းကာလတရရှိပါလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရွန်းကတလင်းကနေနေ့မှာထုတ်လွှင့်တဲ့ Fox News အစီအစဉ်မှာပြောကြားပါတယ်။အမေရိကန်ကိုတင်ပို့တဲ့ကနေဒါနဲ့မက္ကဆီကိုပစ္စည်းတွေကိုသမ္မတထရွန်းကအခွန်25ရာခိုင်နှုန်းရှာထားပြီးနောက်ကားပါဝင်ပစ္စည်းအလုံးနည်းအပရီလ9ရက်ထိအခွန်ဆိုင်းငံ့ထားလိုက်ပါတယ်ခင်ဗျာ။ဒီကနေ့သတင်းအသံထောက်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်။ ဒီအစီအစဉ်ကိုတနင်္လာနေ့ကနေစနေနေ့တွေမှာည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်သောတာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။